အားလုံးမင်္ဂလာပါ Kelly Pawno YouTube Channel ကနေတင်တော့ကိုနှွေးတွေးဆိုအကြိုးဆိုပါတယ်ကျွန်တော် YouTube Channel ကိုနားထောင်ပေးတဲ့အတွက် Subscribe လုပ်ပေးတဲ့အတွက်ကြောင်းကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ VPN ခံပြီးတော့ကြည့်ပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံတယ်ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ကြားမာရေးနဲ့ဆိုင်ပြီးတော့ဂျင်းရဲ့ဆေးအစွမ်းဆိုတဲ့အကြောင်းကိုပြောမှာဖြစ်ပါတယ်မြန်မာစကားရှိတယ်အစာလဲဆေးဆေးလဲအစာ ကျွန်တော်တရက်နေ့ရက်တုန်းကတော့ကျွန်တော်တို့စပြစ်စားခြင်းအပြင်ကင်ဆာဘယ်လိုပျောက်ကင်းအောင်ကုသနိုင်လဲပြီးတော့ရေခဲတင်ချာအပြင်ကင်ဆာဘယ်လိုကုတိုက်နိုင်လဲဆိုတာပြောပြပြဖြစ်ပါတယ်ဒီနေ့တော့ဂျင်းစားသုံးခြင်းအပြင်ကျွန်တော်တို့ဘာယောဂတွေပျောက်ကင်းအောင်ကုသနိုင်လဲဆိုတဲ့အကြောင်းဖြစ်ပါတယ်ကျွန်တော်တို့ဂျင်းဆိုတာပန်းပင်တစ်မျိုးဖြစ်တယ်သူအင်္ဂလိပ်နာမည်အတိအကျကြတော့ zingiba officinal ဖြစ်ပါတယ် အရှိတောင်အာရှက်ဒေတာမှာပေါက်ရောက်ပြီးတော့เนาะအပင်ဒီအတက်ကမြေထဲမှာเนาะဆင်းပြီးတော့မြေထဲမှာဥတယ်เนาะအာလူတို့ပိန်းဥတို့အဲ့ဒါတွေနဲ့တူတဲ့အမျိုးဖြစ်ပါတယ်ဂျင်းကိုဟင်းခတ်အမွေးအကြိုင် အနေနဲ့အသုံးပြုတယ်ဟင်းချက်တဲ့နေရာမှာဒီအနံ့ကောင်းအောင်စားလို့ကောင်းအောင်သုံးတဲ့အင်မတန်မှသုံးတဲ့ရိုးရာဟင်းပွဲတိုင်းမှာပါတယ် အစားအသောက်တကူဖြစ်ပါတယ်။နံပါတ်၁ဂျင်းစားသုံးခြင်းဖြင့်ပါကျိုးကိုရနိုင်သလဲ။ဂျင်းစားသုံးခြင်းဟာ အစာအိမ်အချင်းပေါက်ခြင်းကိုပျောက်စေတယ်၊ဝမ်းချုပ်ခြင်းကိုတက်တာစေတယ်၊ဥလန်းချောင်းနဲ့ဝမ်းဖော်လေးပွားဖြစ်ခြင်းကိုလျှော့ချနိုင်တယ်။ဂျင်းမှာအန်တီအောက်ဆီဒန့်ကိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းမှာပါဝင်တဲ့အတွက်ကြောင့်လူတွေကို စားသုံးတဲ့လူတွေကိုနှုတ်ပြောလန်းဆန်းစေပါတယ်။နံပါတ်နဲ့ကျွန်တော်တို့ကိုခန္ဓာလည်းပတ်မှုစနစ်မှာခြင်းဟဘာလို့ပေးသလဲ။ခြင်းဟာနာယီယိုခြင်းကိုတက်တာစေတယ်။ အန္တာအန္တာကိုရပ်တန့်စေတဲ့အစာချေစနစ်ကိုမအစတဲ့ဂျင်းမှာအန်တီအောက်ဆီဒန့်ဓာတ်တိုးဆန်းခြင်းပစ္စည်းပါဝင်တဲ့အတွက်ကြောင့်နောက်ခုနပြောတဲ့အတိုင်းပဲကျွန်တော်ကိုနှုတ်ပြောစေတယ်အခြားသောအာဟာရများစွာလည်းပါဝင်တယ်ဒီအတွက်ကြောင့်အစစ်ရောင်တဲ့ယောဂါကိုပျောက်ကင်းစေတယ်ပြီးတော့လောင်တဲ့ရောင်တဲ့ယောဂါတွေကိုလည်းပျောက်ကင်းစေတယ်နော် inflammation ဆိုတာကတော့အာရောင်ရမ်းတာ ီးတော့ယောဂကူးဆက်မှုများစွာကိုလည်းကာကွယ်ပေးတဲ့အစာတချို့ဖြစ်ပါတယ်။ပြီးကန်ဆာယောဂနဲ့စီချိုယောဂကိုလည်းကျွန်တော်မှန်မှန်စားရင် ကာကွယ်နိုင်တယ်၊လျှော့ချနိုင်ပါတယ်။နံပါတ်3ဂျင်းရေကိုနှစ်တိုင်းတော့တောက်လို့ရလားဂျင်းကိုနှစ်တိုင်းစားလို့ရလားကျွန်တော်အာဟာရပညာရှင်တွေရဲ့ပေါ်ပြချက်အရနှစ်တိုင်းဂျင်းကိုစားလို့ရတယ်လူတယောက်အနေနဲ့3 g ကနေ4 g စားလို့ရတယ်ဒါပေမဲ့ကိုဝင်ဆောင်မျိုးသမီးတွေက 1 gram ပဲစားလို့ရမယ်ပြီးကျွန်တော်တို့6 gram ထက်မရအောင်စားမယ်ဆိုရင်ကျွန်တော်အစာအိမ်မှာ လေတွေထိုးလာမယ်ပြီးတော့အချာဒီဒရေချချင်း reflux ရင်ပူချင်းနဲ့ wine shot ချင်းဖြစ်နိုင်တယ်နံပါတ်4ရင်းကပ်ယောဂါတွေကိုပျောက်စေလေခုနကျွန်တော်တပိုင်းပြောပြီးပြီးဂျင်းဟာအယိုးအစစ်နာကိုပျောက်တယ်လေထိုးလေအောင်ယောဂါကိုပျောက်စေတယ် ဝမ်းလျှောယောဂါကိုပျောက်စေတယ်နှလုံးယောဂါကိုပျောက်ကင်းစေတယ်ပြီးတော့ရိုးရိုးအေးမိခြင်းကိုပျောက်ကင်းစေတယ်တုတ်ကွေးယောဂါကိုလည်းပျောက်ကင်းစေတယ်ခေါင်းကပ်ယောဂါကိုလည်းပျောက်ကင်းစေတယ်အမျိုးသမီးရာသီလာတဲ့အခါမှာအစဒီတအိမ်နာခြင်းကိုလည်းတက်တာပျောက်ကင်းစေတယ် လွန်ခဲ့သောနှစ်ပေါင်း4400ကစပြီးတော့အာရှတိုက်မှာဂျင်းကိုဟင်းခအမွေးကြိုင်နဲ့အစားသုံးအသုံးပြုတာတွေ့ရတယ်။အာရှတိုက်ရဲ့ဟင်းမျိုးတိုင်းမှာဂျင်းပါဝင်တာတွေ့ရတယ်။နံပါတ်5ဘာကြောင့်ဂျင်းဟာအမျိုးသားတွေအတွက်ကောင်းလဲ။ဂျင်းထဲမှာ testosterone ကိုတက်ပါတယ်။အဲ့ဒီဓာတ်ဓာတ်ထဲမှာဂျင်းထဲမှာမက်ဂနက်ဆိုတဲ့ဓာတ်များပြားစွာပါဝင်တယ်။အဲ့တော့ကြောင့်ဒီဓာတ်ဟာ သွေးစည်းစင်းမှုကိုကောင်းစေတယ်တိုးစေတယ်ဒီအတွက်ကြောင့်ယောက်ျားများထောင်မတ်မှုကိုအားပေးတယ်ပြီးတော့ဂျင်းစာသုံးချင်းဟာတုတ်ရည်နဲ့တုတ်ရည်ယူရသွေးကိုလည်းကောင်းစေခြင်းနဲ့အထူးသဖြင့်တစ်ကြဘိုးနဲ့ရောလိုက်တယ်ဆိုရင်ယောက်ျားမဲအတွက်ထောင်မတ်မှုဖြစ်စေတုတ်ရည်အကွာလတီဖြစ်စေနော်ကောင်းစေတာကျွန်တော်တို့တွေ့ရပြီးတော့ ဂျင်းစာသုံးချက်ဟာကြောက်ကပြည့်စည်စေတာကိုလည်းကာကွယ်နိုင်တာတွေ့ရပါတယ်ဒီအတွက်ကြောင့်အစာလဲစေးစေးလဲအစာဖြစ်တယ်မြန်မာနိုင်ငံမှာစေအာနည်းနည်းရနိုင်တဲ့ဒီဂျင်းကိုကျွန်တော်ပေါ်ပေါ်လောလောဆာချက်အားဖြင့်ဒီပေါ်ပြတဲ့ယောဂအလုံးနဲ့ကင်ဝေးနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့လိုက်ပါတယ်